အားလုံးပဲမင်္ဂလာပါဒီကနေ့မနက်အစောပိုင်းမှာကစားခဲ့တဲ့ကလပ်ဝါကပ်ပြိုင်ပွဲ အော်စု A ရဲ့နောက်ဆုံးပွဲစဉ်တစ်ပွဲဖြစ်တဲ့အာကျွန်တော်တို့ကဘရာဇီးကလပ်တသင်းဖြစ်တဲ့ဖာမီယက်အသင်းနဲ့တစ်ဖက်ကအင်တာမိုင်ယာမီအသင်းတို့ရဲ့ပွဲစဉ်မှာတော့2-2 draw ကျပြီးတော့မှနှစ်သင်းစလုံးကကျွန်တော်တို့ဒါဒီတရေရလက်ထွက်ပေါ်ခဲ့တဲ့ဆိုပေမဲ့လို့ဒီပေါ့လေအော်စု A မှာဒါဒီအော်စုပထမနဲ့ဒုတိယအနေထားဖာမီယက်ကအော်စုပထမဒါကျွန်တော်တို့တစ်ဖက်ကဒီအင်တာမိုင်ယာမီကအော်စုဒုတိယအနေထားနဲ့16တဲ့အဆင့်ကိုနှစ်သင်းစလုံးထက်သွားပြီးဆိုတော့ပွဲကအာကျွန်တော်တို့ဒီပွဲပေါ့လေကလပ်ဝါကပ်ပြိုင်ပွဲမတိုင်ခင် င်ဒီအုပ်စုအနေထားရအင်တာမိုင်ယာမီယာစထရိုက်ကဖြစ်ခဲ့မယ်တဖက်ကပေါ်တိုဟာကျွန်တော်လက်ရှိဥရောပမှာလည်းခြေစွမ်းကောင်းပြထားတဲ့အသင်းတစ်သင်းဖြစ်တဲ့အတွက်ပေါ်တိုနဲ့ပါမီယာတာနောက်တစ်ဆင့်တက်နိုင်မယ်ဆိုပြီးတော့မှအတချို့ကထင်ခဲ့တယ်ဆိုပေမဲ့လို့လက်တွေ့မှာတော့ကျွန်တော်တို့ပေါ်တိုဟာကျွန်တော်တို့ဒါပေါ်လေလုံးဝနိုင်ပွဲမရဘဲနဲ့နှစ်ပွဲတည်းတပွဲရှုံးပြီးတော့မှကျွန်တော်ဒီအုပ်စုအဆင့်နဲ့သာကျင်းနေခဲ့ရပြီးတော့မှမထင်မှတ်ထားပဲနဲ့တဖက်ကလီယိုနာမက်ဆီနဲ့ လူဝစ်ဆွာရတိုရဲ့အာကျွန်တော်အင်တာမယာမီဟာနောက်တစ်ဆင့်တက်သွားတဲ့အနေထားဖြစ်တယ်ဒါအင်တာမယာမီအတွက်တော့တကယ်ကိုကျွန်တော်တို့ဟိုကြီးမားတဲ့ဆိုတော့ achievement တစ်ခုပုံစံမျိုးဖြစ်တဲ့အတွက်ဒါအကုန်ယူရမယ့်အနေထားဖြစ်တယ်တစ်ဖက်ကဘာမီယက်စ်ကတော့ကျွန်တော်ဘရာဇီးမှာလည်းသူဒီပိုကောင်းတဲ့အသင်းတစ်သင်းဖြစ်တဲ့အတွက်တိတ်တော့ထွေထူးပြောစရာမရှိဘူးပေါ့လေဆိုတော့ဒီနေ့ပွဲမှာတော့ဒါကျွန်တော်တို့အင်တာမယာမီဟာတစ်ဖက်ကခြေစွမ်းရရောကစားလမစကွတ်တက်ရပါတောင်းတင်းချစ်လက်မှုရှိတဲ့ဘာမီယက်စ်ကိုဒီ possession အရပါတတ်တာ ဒီပေါ်လေ possession ရပါအာကျွန်တော်ထိန်းကစားသွားနိုင်တယ် any ကိန်းကအချက်လိုက်ရကျွန်တော်တို့အင်နာမယာမီဟာဖာမီယက်စ်ကိုကောင်းကောင်းထိန်းချုပ်ကစားသွားနိုင်တဲ့အနေအထားတွေ့ရတယ်ဒါဟာကျွန်တော်လီယိုနယ်မက်ဆီတစ်ဖက်ကလူဝဲဆာရက်တို့ရဲ့ယုံအားကြောင့်လည်းဖြစ်တယ်ပေါ့လေဆိုတော့ဒီနေ့ပွဲမှာတော့ဒါကျွန်တော်တို့ပြောစရာအချက်ကဒီအင်နာမယာမီဟာဒီပထမပိုင်းမှာလည်း ကျွန်တော်ဥဆောင်ကိုရတယ်ဒုတိယပိုင်းမိနစ်60မှာလေလီဝစ်ဒီလူဝစ်ဆွာရရဲ့ပေါ့လေတကူတော့အာကြော်ဖြတ်မှုနဲ့ဒါကျွန်တော်ပါမီယက်ခန်စစ်ကစားမှာ၂ယောက်ကြာအန်ဒီပေါ့လေ၄ယောက်ပေါ့၄ယောက်ကြာနေပဲသူဥဆောင်ကိုထိုက်ရတယ်ဆိုတော့ဥဆောင်ကိုတွေရပြီးမှကျွန်တော် တောက်လျှောက်ပေါ့လေဒါမိနစ်80မှာပြန်ပြီးတော့ခြေပါကိုပေးရတယ်88မိနစ်မှာထပ်ပြီးခြေပါကိုပေးရတယ်ပွဲပြီးကနေပါဒါကျွန်တော်900နိုင်ကျင်ရှိတဲ့အခြေအနေတွေဖာမီရရတယ်ဒါပေမဲ့လို့အာကျွန်တော်တို့ဒါကိုးသမားကောင်းခဲ့တဲ့အတွက်ကျွန်တော်ပွဲကတော့တူတူ draw ဖြစ်ခဲ့တယ်ဆိုတော့ဒီနှစ်ပွဲကကျွန်တော်အထူးသဖြင့်တော့ပေါ့လေဒါ Lionel Messi တစ်ဖက်က Luis Suarez ကိုယ်လည်းမှာအဓိကကစားသမားဖြစ်တဲ့ Sergio Busquets တို့ရဲ့ performance အကောင်းကိုမြင်ခဲ့ရတယ်လို့အာကျွန်တော်ပွဲအစတောက်လျှောက်ဒီ ပမ်မီဟာဒီဥဆောင်ကိုရဖို့တစ်ဖက်ကဒီအင်နာမိုင်ယာမီကိုဖိကစားနိုင်ဖို့သူတို့ဂျိုးပန်းတာတောက်လျှောက်ဖိဖိကစားတယ်အကြောင်း highline ထင်ကစားတယ်ဒီအန်နီ position ကနေပြီးတော့ဂိုးရအောင်ဂျိုးပန်းတယ်ဒါပေမဲ့လို့အာကျွန်တော်တို့ဒီ15မိနစ်မှာပဲ အင်နာမိုင်ယာမီအသင်းရဲ့ကစားသမားဖြစ်တဲ့အဲဒမ်ပေါ့လေဒီကစားသမားကသူလွတ်လွတ်ကျွတ်ကျွတ်ဖြတ်သွားတယ်တစ်ဖက်ကဘာမီယာကိုသမားကိုအကောင်းဆုံးသူလှည့်ပြီးတော့မှအာဒါကျွန်တော်တို့ဂိုးကန်တွင်းခဲ့လို့ကျွန်တော်တို့ဝမ်းနေနဲ့ဥဆောင်သွားတယ်ဆိုတော့ပွဲကပါမီယာကပိုဇက်ရှင်သူပို့ပြီးတော့မှထိန်းချုပ်ပြီးတော့မှဒီတစ်ဖက်ကအင်နာမိုင်ယာမီကိုဒီနေရာပေါင်းဆောင်ကနေဂိုးရဖို့ကြိုးပမ်းတာပထမတစ်ပိုင်းလုံးဒါကျွန်တော်တို့ဒီပေါ့လေအာအင်နာမိုင်ယာမီခန်းစစ်ကောင်းတယ်တော်တော်လေး solid ဖြစ်တယ်အာကျွန်တော်တို့ဒီသူတို့ ဥဆောင်ကိုတွေတောက်လျှောက်ရတယ်နောက်ပိုင်းမိနစ်80နံကတ်လာတဲ့အချိန်မှာကျွန်တော်တို့ဒါခန်းစစ်ကပါလေဒါတော်တော်လေးအာဒီပြောရအားနေချက်တွေအများကြီးရှိသွားတယ်ဘာကြောင့်လဲဆိုတော့အာကျွန်တော်တို့ဒီ chance တွေပေးရတယ်အထူးသဖြင့်တော့ဒါကျွန်တော်တို့ area valve ထဲမှာ chance တွေပေးရတယ်အဲအဲ့ chance တွေကနေပဲကျွန်တော် pamias ကခြေပါကိုရတယ်နောက်ထပ်ကျွန်တော်တို့တည်ရကြမဲ့ကိုပါထက်ရတယ်ဆိုတော့အဲဒီနောက်ပိုင်းမှာလည်းကျွန်တော်တို့ဒါပွဲပြီးကနေမှလည်းအဲ့ဒီ chance ထပ်ပေးရတယ် အဲဆိုတော့အဲ့ဒီကိုကကျွန်တော်တို့အာ3 2ဖြစ်သွားနိုင်တဲ့အခြေအနေကိုကျွန်တော်တို့ဒါကိုစမကောင်းခဲ့လို့သာ2 2 draw ဖြစ်တာဆိုတော့ inner miami အားနဲ့ချက်ကအခန်းစစ်ပြဿနာပဲဆိုတော့တိုက်စစ်ကတော့သူ့အနေနဲ့ solid ဖြစ်တယ်မစိုးပြောရမယ်ဆိုမဲ့လို့ပွဲပြီးကနေမှတော့တောက်လျှောက်ကျွန်တော်တို့ space လွတ်တည်ပေးရတာဟာ900ပြီးတော့မှကျွန်တော်တို့ဒါပွဲ reserve ပြောင်းသွားနိုင်တဲ့အခြေအနေတွေဖြစ်တယ်အာဆိုတော့ ဒီနေ့ပွဲမှာတော့ဒါကျွန်တော်တို့တစ်ဖက်ကဘာမီယက်ကပိုကောင်းတဲ့အနေထားနဲ့အင်တာမိုင်ယာမီကစားခဲ့တယ်ဆိုပေမဲ့လို့ဒါအင်တာမိုင်ယာမီရဲ့ဥဆောင်ဂိုးတွေကြောင့်မို့လို့ဒါကျွန်တော်ပြန်လိုက်ပြီးတော့မှချစ်ပါကိုရတယ်အင်တာမိုင်ယာမီအသင်းနေနဲ့ကကျွန်တော်တို့ဒါ16တင်းအဆင့်ကိုတက်သွားတယ်ဆိုတော့16တင်းအဆင့်မှာတော့ UEFA Champion League Champion ဖြစ်ထားတယ် PSG အတင်းနဲ့တွေ့ရမယ်ဖြစ်တဲ့အတွက်ကျွန်တော်ပွဲကပို့ပြီးတော့ကြည့်လို့ကောင်းမှာဖြစ်တယ်အထူးသဖြင့်တော့ဒါကျွန်တော် Leon Messi တစ်ဖက်က Sergio Busquets Luis Suarez တို့ရဲ့ဆရာဟောင်းဖြစ်တဲ့ Luis Enrique နဲ့တွေ့ရမှာဖြစ်တယ်လို့အာကျွန်တော် Leon Messi ဟာကျွန်တော် PSG အတင်းနဲ့အကွက်ပြဲဇလန်တချုံနဲ့ဒီကျွန်တော်တို့ပေါ်လေးထွက်ခွာသွားတဲ့အနေအထားကြောင့်ဖြစ်တယ်ဒါပြင်ကျွန်တော်တို့တစ်ဖက်မှာပြင်းထန်တဲ့ Argentina အခြေအနေကြောင့်မို့လို့ပွဲကပို့ပြီးတော့မှာကြည့်လို့ကောင်းမယ်ပြည်သက်တွေကို dramatic ဆောင်မဲ့အခြေအနေလည်းဖြစ်တယ်ပွဲက generally အဖြစ်တော့ဒါ၁၆တင်းအဆင့်မှာ inner ပါယာမီထက်တဖက်ကပြည့်ချီအဆတ်ဆတ်ရတာလုံးနေဆိုပေမဲ့လို့ဒါက game ပွဲစဉ်တစ်ပွဲဖြစ်တဲ့အတွက်ဘယ်လို result တွေပေါ်လာမလဲဆိုတာစောင့်ကြမယ့်အခြေအနေဖြစ်တယ်။ဆိုတော့ Leon နဲ့ Messi နဲ့တဖက်ကဆွာရက်တို့ကသူတို့ရဲ့ဥဆောင်မှုနဲ့အတူ16တဲ့အဆင့်ကိုကျော်ဖြတ်သွားနိုင်မလားဘယ်လိုအခြေအနေရှိနေလဲဆိုတာကျွန်တော်စောင့်ကြမယ့်အနေအထားလည်းဖြစ်တယ်ပေါ့လေ။ဆိုတော့ကြည့်ရှုပေးခဲ့တဲ့ဒုတိယအချင်းစီတိုင်းကိုအထူးပဲကျေးဇူးတင်ပါတယ်။မြန်မာပြည်သူပြည်သားအလုံးစိတ်ချမ်းသာခြင်းကိုယ်ကျေးမှချမ်းသာအားလုံးပြည့်စုံကြပါစေ။အားလုံးကိုကျေးဇူးတင်ပါတယ်။